အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့နမဲကြီးနေတဲ့ရွှေကုတ်ကိုကလမ်းမတွေပေါ်မှာနိုမာ၁၉ရက်နေ့ညကထောင်ထဲချတဲ့ကြားဖြတ်လုပ်သားတွေနဲ့ပြည်နယ်သွားပါတယ်။ရွှေကုတ်ကိုမြို့ပေါ်ကကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းသွားမယ်လို့ကင်းနေသားဆောင်တဲ့ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောကသတင်းမီဒီယာတွေကိုနိုမာ၁၉ရက်နေ့မိုးလယ်ပိုင်းမှာပြောပြတဲ့နောက်ဒီလိုဖြစ်လာတာပါ။ BGF နဲ့အာနာသိန်းစစ်တပ်ကကြားဖြန့် site တွေကိုနိုဝင်ဘာ16ရက်နေ့ကစတင်ပြီး ၃ရက်ကြာစီးနှင်းသွားမှာဖြစ်တာကြောင့်ခေတ္တတင်းရှောင်နေဖို့အလို့ရှင်တွေကကြီးညာလာပြီးယာယီတင်းရှောင်နေကြတာဖြစ်တယ်လို့ကြားဖြန့်လုပ်သားတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီးမျိုးကန်တချို့ကအရာတွေကိုပြန်ရှင်းပြပါတယ်။ရွှေကုတ်ကကကြားဖြန့်လုပ်ငန်းတွေဒီတစ်ခေါက်မှာအပြီးအပြတ်ရှင်းမဲ့လို့ BTF ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမူကြီးနိုင်မောင်စောကသတင်းစာရှင်းလင်းပတ်မှာပြောခဲ့ပေမဲ့ကြားဖြန့်လုပ်သားတွေကတော့ရှောက်ဖွေးစဲကာလာအတွင်း ယာယီတိန်ဆောင်ခိုင်းတာသာလို့ပြောဆိုလာတဲ့အတွက်ကွဲလွဲမှုတွေရှိနေတာကိုတွေ့ရပါတယ်။ဒါအပြင် KK Park တောင်ကလိုမျိုးကြားဖြတ်လှုပ်သားတွေကထိုင်းဘတ်ချန်းနဲ့မြောက်ရီမျိုးဘက်ကိုတိန်ဆောင်သွားတာမျိုးမဟုတ်ဘဲချွေကုတ်ကိုမျိုးတန်းမှာပဲရတဲ့နေရာတွေမှာခိုလုံနေကြတာကိုတွေ့ရပါတယ်။ရှင်းလင်းမှုတွေပြီးရင်တော့လုပ်ငန်းခွင်ပြောင်းဝင်ကြမယ်လို့လည်းဆိုနေကြပါတယ်။ထွက်ပြေးတိန်ဆောင်လာသူအများအစုကတရုတ်လူမျိုးတွေဖြစ်ပြီးမမဆက်ရှင်းနေမနက်ပိုင်းအထိရွှေကုတ်ကုံမြို့ရဲကတဲခိုကန်ဟိုတယ်ရီမှာတာမကပဲ ဘုန်းကြီးကျောင်းနဲ့ဖရားတွေထဲမှာထိရောက်ရှိပုံခုနေကြတယ်လို့မြို့ခံတွေကပြောပါတယ်။အမေရိကန်နိုင်ငံကအရှေ့တောင်အာရှအထူးသဖြင့်မြန်မာ၊ကမ္ဘောဒီးယားနဲ့လောင်နိုင်ငံတို့မှာအခြေဆိုင်လုပ်ကိုင်နေတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းနိုင်မှုကြားဖြတ်နေတဲ့အထူးတပ်ဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းထားပြီလို့နိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ပြောလာပြီးတဲ့နောက်အခုလိုဖြစ်လာတာပါ။အမေရိကန်နိုင်ငံကကြားဖြတ်ကောင်ဆောင်ရှဲကြည်ကျန်းတဲ့ ဒီကြားကောင်းဆောင်စောချစ်သူဘုံမူကြီးစောမဲမဲဦးနဲ့ဘုံမူစောတင်ဝင်အပါဝင်ရွှေကုတ်ကိုကပြစ်မှတ်ကိုကိုကိုစတမာလာအတွင်မှာပိတ်ဆို့အေးအေးယူမှုလုပ်ခဲ့ပါတယ်။ဒါအပြင်ဘုံမူကြီးစောချစ်သူနဲ့သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့စောတူအေမှုနဲ့စောချစ်ချစ်တို့ကိုလည်းအမေရိကန်က2025ခုနှစ်မေလမှာပိတ်ဆို့အေးအေးယူထားပါတယ်။အမေရိကန်က Scamsenders Rifles ဖွဲ့စည်းကြောင်းထုတ်ပြောပြီးနှစ်ရက်အကြာဝမ်မာ14ရက်နေ့မှာတရုတ်၊မြန်မာ၊လာအိုကမ်ဘောဒီးယား ထိုင်းနဲ့ဗီယက်နမ်တို့ပါဝင်တဲ့မဲခေါင်လန်ထန်6နိုင်ငံကလည်းတရုတ်နိုင်ငံကုမင်းမြို့မှာဝင်ကြီးအဆင့်အစည်းအဝေးတစ်ခုပြုလုပ်ပြီးကြားပြတ်နိုင်နေရေးပူးပေါင်းလှုပ်ဆောင်မှုအတွက်သဘောတူညီခဲ့ကြပါတယ်။ရွှေကုတ်ကိုမြို့တက်ကိုတီထောင်ခဲ့တဲ့ကြားပြတ်ကောင်းဆောင်ရှဲကြည်ချန်းကိုတော့ထိုင်းဆိုရကပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာတရုတ်အစိုးရထံကိုပြန်လွှဲပေးလိုက်ပြီးဖြစ်ပါတယ်။သူက2022ခုနှစ်မှာထိုင်းနိုင်ငံထဲမှာဖမ်းဆီးခဲ့ပြီးဘန်ကောက်မြို့ကအကျဉ်းထောင်မှာထိမ့်သိမ်းထားရကနေ့ နှစ်နှစ်ခန့်အကြာမှာမှတရုတ်ကိုပြန်လွှဲပေးလိုက်တာလည်းဖြစ်ပါတယ်2025ခုနှစ်နှစ်စမ်းပိုင်းမှာတော့လည်းထိုင်းနိုင်ငံအတူဆောင်ဆန်းစစ်စည်းအဖွဲ့ DSI က BJF ကောင်းဆောင်ပုံမူကြီးစောချစ်သူဗိုလ်မုတ်တုံနဲ့ဗိုလ်မူတဝင်းတို့ကိုကြားဖြတ်လုပ်ငန်းတွေနဲ့လူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်နေတဲ့ဆိုတဲ့တန်တရားနဲ့ဝရမ်းထုတ်ပေးဖို့အတွက်ထိုင်းဆိုရကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အမှုစစ်ရှင်းနေတွေကတက်တည်မလုံလောက်သေးတာကြောင့်လို့ဆိုကအမှုကိုဆိုင်းငံ့ထားတာဖြစ်ပါတယ်။